မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာကိုကဒီတက်မတော်ခေါင်းဆောင်တွေကိုလည်းဟာကိုကဟိုစကူတက်မတော်ကရရှိရစီးုံကျင်လိုက်တာလည်းတပိုင်းကိုသေးလို့ပြီးလို့ရှိရင်ဘိုးကြီးမိန်ဘိုးကြီးရဲ့အမဆိုပြီးတော့လည်းမရင်တက်ကျင်လိုက်ရတာလည်းဟိုထိတ်ဆုံးอ่ะအကဲဘယ်လိုလုပ်မလဲ ဲ့တော့အခုလုံးချံတက်ဖြတ်နေတဲ့သူတွေလောကတဏ္ဍမကိုင်ထားတဲ့သူတွေဆိုတော့တေးကြတယ်လေဒါဟာကိုတနေ့ကလူခွင့်ရေးလိလစောင့်ကြည့်ရဖွဲ့ဆိုတာဒါအကုန်လုံးတေးတိုင်းမှာအနောက်အုပ်စုကနေဖွဲ့ထားတာအဲ့အနောက်အုပ်စုကဖွဲ့ထားတဲ့တော့ဒီအနောက်အုပ်စုကနေဖွဲ့ထားတဲ့ဒီလူခွင့်လိလစောင့်ကြည့်ရအဖွဲ့တောင်းမှပဲကျွန်တော်လက်မခံပါဘူးတဲ့ သူကတော့မျှပြောသွားပါတယ်စစ်တပ်ကလောက်တာတွေရောဒီဘက်ကနှစ်ဖက်စလုံးကကျူးလွန်နေရဲ့ဒီလိုမျိုးပေါ့အရက်သားတွေပြစ်မှတ်ထားတဲ့အကြမ်းဖက်မှုမှန်တယ်မဟုတ်ဘူးသူရှုံချပါလေတဲ့ဒါဟာလူခွင့်လေးလာစောင့်ကြည့်တဲ့အဖွဲ့ကဒီအဖြူကောင်ပြောရတာအဲ့တော့ Facebook အင်တာနက်နဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြောချင်သေးရယ်နော်ဒီ Facebook မှာ Facebook ကဇောင်းပေးထားတာဟာသူကစစ်တပ်ကအကောင့်နဲ့အကုန်လုံးဖျက်ပစ်တယ်။တော့သူတို့ကဒီဘက်ဒီမိုကရေစီလမ်းကြောင်းအဦးစားပေးတဲ့ကြောင့်မို့လို့ဒီဘက်ကိုဒါကဘာမှလည်း PDF NUG ကကျွန်တော်တို့ခံနေရတာပါဆိုပြီးတော့ပြောနေရတဲ့ကြောင့်မို့လို့အကုန်လုံးလမ်းကြောင်းပေးထားတယ်။ပြောချင်တာဒီ social media ကိုအသုံးပြုတဲ့လူ80ရာခိုင်နှုန်းကလူငယ်တွေပြောမယ်ဆိုရင်တော့ Gen Z တွေပေါ့လူငယ်တွေလူငယ်တွေဟာဒီ social media ကိုအချိန်ပြည့်သုံးတယ်။လက်ကမချတန်းသုံးတယ်။လူကြီးအလုပ်တကယ်လုပ်နေတဲ့သူတွေကအဲ့လောက်ဒီ internet ပေါ်မှာအားရမနေနိုင်ပါဘူး။ တော့တကယ်တကယ်ကိုတကယ်ကိုအလုတ်ရှိနေတဲ့သူတွေကဆိုရှယ်မီဒီယာပေါ်မှာတစ်ချိန်လုံးရှိနေပြီတစ်ချိန်လုံးဆဲဆိုမနေနိုင်ဘူးပြီးတော့ online တော်လန်ကြီးလည်းလုံးမနေနိုင်ဘူးသူတို့လုံးသိမ်းလုံးထိုက်တာအပြင်မှာလုံးနေမယ်အဲ့တော့ပြောရရင်နာကဘာလဲဆိုတော့လူကြီးတွေဟာ generation y နေဟာဒါတွေကမဖြစ်နိုင်ဘူးเนาะဒါဟာလုံးဝမဖြစ်နိုင်ဘူးဆိုတာသိနေပြီတိုးပြီးတော့ညာလဲလူလူငယ်တွေကြတော့ brain wash လောက်ရတာလွယ်တယ် သူတို့မှာဘဝတုဒ္ဒပြည့်စုံမှုကလည်းမရှိသေးဘူးတချို့ဆိုလို့ရှိရင်ဗဇက်ကနေနိုးနဲ့အောင်မစင်သေးဘူးအဲ့ဗဇက်ကနိုးနဲ့အောင်မစင်သေးဘူးစဉ်းစားစဉ်းကျင်တုံတရားလည်းဘာမှမရှိသေးဘူးအဲ့လိုမျိုးစဉ်းစားစဉ်းကျင်တုံတရားဘာမှမရှိသေးတဲ့လူတွေရဲ့ကလေးတွေကလေးတွေပေါ့ဗျာပြောမယ်ဆို16နှစ်အောက်တွေပဲရှိတယ်တချို့ဆိုအဲ့ဒီလူတွေရဲ့လက်ထဲကိုတနတ်ထဲထည့်ပြီးမင်းတို့ကွာစစ်တပ်ကိုထောက်ခံနေတဲ့သူမှလည်းဒလန်မန်သမ ्या ကုံပစ်ဘာမှစီးမြင်စီကံလည်းမရှိအပေါ်ကနေပြီးတော့တေးသေးချာချာအုတ်ချုံမှုလည်းမရှိနောက်ဆုံးကျွန်တော်ပြောရမယ် ဗမာမြန်မာစစ်သားဗျာဒီတက်မတော်ဆိုရင်တောင်းပါပဲဒီစစ်သားတွေကိုထင်းတယ်လို့ပေးလုတဲ့တယ်ဆိုလို့ရှိရင်အမားတွေအများကြီးဖြစ်တယ်ဖြစ်တတ်တယ်ဒီရေဘော်အစင်တို့ဒီတက်ချက်အစင်တို့ကိုကြီးပဲပေးလို့လိုက်ဆိုရင်မဖြစ်တဲ့ပြဿနာတွေဖြစ်တတ်တယ်။အပေါ်ကနေပြီးအားကြမှာအုတ်ချိုရေးတက်ချက်နားလေတဲ့ဘူတို့เนาะတက်မမှုတို့ဘူဟာမှုတို့ထိန်းထားမှသာလေအစင်ပြေတာပြောမယ်ဆိုလို့ရှိရင်အောက်ရှိမှာရှိတဲ့ ရဲဘော်တချို့ဆိုလို့ရှိရင်မမယွင်းယွင်းနေစစ်မြေပြီးမှာဖြစ်ပြီးအပြင်မှာတောင်ဝန်ထမ်းဆောင်နေရှိမှာဖြစ်ပြီးလုတ်တက်တယ်အဲ့ဒါဘာလဲဆိုရင်ဘိုတယောက်နဲ့ရဲဘော်တယောက်ကြားထဲမှာရှိရပညာရေးရှင်းกว่าဟာမှုကြောင့်အရေးကြီးတာပညာပဲအတက်မှာဆိုလဲအမဘိုတို့ဘယူဟာမှုတက်မှာမှုတို့အစင်းစင်းထိန်းချုပ်မှုမရှိတဲ့မထိန်းချုပ်နိုင်တဲ့တက်ကဘာဖြစ်သွားလဲဆိုတော့ဟိုစစ်ရာဇဝတ်မှုတွေများတယ်ပြောဆိုအောက်ခြေမှာရှိရဲဘော်ကိုမနိုင်တဲ့တက်က စိတ်ရဆွလို့များစိတ်ရဆွများတာဆိုတာမှာရွာတွေကဟိုဝက်ကိုပေါ်ပေါ်ပြီးချက်စားတာတို့ငွားကိုပေါ်ပြီးချက်စားတာတို့ဟိုကလောက်တာတို့ဒါလောက်တာတို့ရှိပါတယ်စစ်တပ်ထဲမှာကျွန်တော်မငင်းပါဘူးစစ်တပ်ထဲမှာဒီလိုမျိုးခုနပြောသလိုမိမနဲ့ပတ်သက်တဲ့အမှုတို့နောက်ပြီးတော့ခုနပြောသလိုခိုးမှုတို့လူမှုတို့မရှိဘူးမဟုတ်ရှိတာပေါ့လူတွေနဲ့ဖွဲ့စည်းထားတာလေမထထောင်တာမရှိဘူးပြောရင်ကျွန်တော်လိန်ရကြမှာပေါ့ရှိတာပေါ့ဒါပေမဲ့ပါရှိလို့ဆိုအပေါ်ကနေပြီးစနစ်တကျထိန်းချုပ်ထားနိုင်တဲ့အုပ်ချုပ်နိုင်တဲ့တက်မှုဘိုးကြီးတက်မှမှုဒါတွေမရှိမရှိတဲ့တက်သည်ဘာဖြစ်လဲဆိုတော့နာမည်ပြက်တယ် ဒါလည်းစစ်တပ်မှာအချင်းချင်းနဲ့တိကြတယ်။ဘာမှဒါကျွန်တော်ညင်းညင်းစရာခုံးစရာအကြောင်းမရှိဘူးဒါ။ဒီလိုမျိုးပဲဒီလိုမျိုးစနစ်တကျကိုအပေါ်ကနေဖိထားတဲ့ဂျားတဲ့ဟိုကစိတ်ရဆွေးမှုဆိုတာရှိသေးတယ်နော်။ဒါစနစ်တကျအပေါ်ကနေဖိထားတဲ့ဂျားတဲ့ဟိုကစိတ်ရဆွေးမှုဆိုတာရှိသေးတယ်။အကျင့်ပြတ်မှုဆိုတာရှိသေးတယ်။ဆိုရင်ဒီလို16ဆက်ခွန်14ကလေးတွေတနက်ပေးထားပြီးမင်းတို့လုတ်ချင်တာလုတ်ကွာဆိုပြီးပေးလိုက်တဲ့ဟာအမားမရှိတော့ဘူးဆိုဘယ်လိုနေမလဲ ဒီလိုမျိုးကလေးလက်ထဲဟိုထည့်ပေးလိုက်တာဗျာခင်ဗျားတို့ဒီမှာရှိဟိုဟာပေါ့ပြောမှဆိုရင်ကိုမွေးမှာကိုသားရွယ်လောက်ကလေးလက်ထဲတနက်ထည့်ပေးပြီးတော့ရှောက်ပြစ်နေတာလေတကယ်တော့ရှောက်ပြစ်နေတာတကယ်တော့ရှောက်ပြစ်နေတာအင်တာနက်ပေါ်မှာကိုတက်မတက်လို့ရှင်လဲလိုက်လိုက်ရှာပြီးပြစ်တယ်ရက်ကွက်ထဲမှာကိုနက်မတက်လို့ရှင်လဲဟိုဒလန်ခေါင်းစင်တက်ပြီးပြစ်တယ်အော်ပြောချင်တာလူဆိုတာလက်ထက်မှာဓာတ်ရှိလို့ရှင်တော့ရှင်းလို့ကြီးရပြောတယ်ဓာတ်ကြီးမကိုင်းနဲ့ဓာတ်ကြီးတဝင်းဝင်းမလုံးနဲ့ဘာဖြစ်လို့ဆိုတော့လက်ထက်မှာကိုယ့်လက်ထက်မှာဓာတ်ရှိလာတဲ့အခါကျလို့ရှင် လူကဟိုစိတ်တွေတကြွလာတယ်ခုတ်ချင်းတက်ချင်းတဲ့စိတ်တွေများလာတယ်အဲအဲ့လိုမျိုးပဲတနတ်ဆိုတာကလည်းလက်လက်မှာရှင်တရားရားနဲ့ပြည့်ရှင်နေတာအဲ့တော့ဗုဒ္ဓဘာသာတပွဲအကြည့်မယ်ဆိုရင်အကုန်ဝိစ္စရာလဲတတ်ပါတယ်သူများဘဝကိုဖျက်ဆီးလို့ရှိရင်ကိုယ့်ဘဝလည်းပြတ်တတ်ပါတယ်နော်သူများဘဝကိုဖျက်ဆီးတဲ့သူတွေကလည်းကိုယ့်ဘဝလည်းပြတ်တတ်ပါတယ်အဲ့တော့ကိုယ့်ကလေးတွေကိုလည်းနိုင်အောင်မိဘရဲ့အနေနဲ့လည်းတိတိကျကျ ဘာသာရေးအဆုံးအမယဉ်ကျေးမှုရဲ့အဆုံးအမကိုဒါဆုံးမပေးဖို့လိုပါတယ်အမှန်တန်ကိုဘာသာကိုရဲ့ဘာသာတရားကိုရဲ့ယဉ်ကျေးမှုရဲ့စံနှုန်းတွေကိုတော့မှမတင်ချာမပေးနိုင်တော့ဘူးလားမာတာပေတုကုနောအနန္တောနော်ဆရာကိုပြမရင်ရမယ်ပြန်တချိန်ချင်းကျရင်မိဘတွေကိုပါပြမလာကြလိမ့်မယ်ခုကုံသွားပြီကန်းကုံသွားပြီယရနာ၃မှာလဲမနေရဘူးယရနာ၃မှာလဲဆဲတယ်မဆဲဘူးမပြောနဲ့နော် TikTok Facebook Twitter မှာပလူပြန်နေတာပဲအကောင့်အစ်စ်တွေနဲ့ကြီးပြောထားတာကြောက်စရာကြီးတွေရတနာ၃ပါးလည်းမနေရအောင်အနန္တောအနန္တ၅ပါးလည်းသွားပြီကေမွန်းမူကေမွန်းကြီး၁၀ပါးဆိုဟိုအဝေးမှာနေလိုက်တော့အဲ့လိုဖြစ်သွားပြီမြန်မာနိုင်ငံက အော်ဒီမှာကျွန်တော်တာသနာပြန်ပွားဖို့လို့တာသနာတော်ကြီးကနေလိုလားလို့ထုံးလင်းနေပါဆိုလာပြောမနေနဲ့တာသနာတော်ကြီးကလည်းနေလိုလည်းမလင်းလားလို့လည်းမလင်းဘူးအဲ့ဇေဒီဇေဒီကြီးပဲပထဘုရားကြီးပဲတည်နေသူကြီးလည်းတီးဖို့လိုတယ်ရင်ဘတ်ထဲမှာဘာမှမရှိဘူးဆိုရင်ဒီဇေဒီပထိုးတွေကအုပ်ပုံမဖြစ်သွားလိမ့်မယ်ကိုယ့်ကိုယ်မဲ့သူမရှိပဲနဲ့ခြုံဖုံးသွားလိမ့်မယ်ပကံမှာဘုရားပေါင်း3000ကျော်ရှိတယ်နမကြီးဖះရောက်ပဲလူတွေကသွားတယ်နမကြီးမဖះဖះမဟုတ်ဘူးဆိုရင်ဘယ်သူမှမသွားကြတော့ဘူးအေးအဲ့လိုမျိုးပဲ ကိုယ်ကလေးတရရှင်ဘတ်ထဲကိုဗုဒ္ဓဘာသာအစုံမရမထည့်ထားပေးနိုင်ဘူးဗုဒ္ဓဘာသာဒီမြန်မာယဉ်ကျေးမှုတွေကိုမတင်ကြားပေးနိုင်ဘူးဆိုလို့ရှိရင်နောင်နာကခါမတွေးဝန်းစရာပဲမြန်မာနိုင်ငံဟာအပြတ်သေးပါဘုံပြောတယ်မြန်မာနိုင်ငံပြတ်သွားပြီဘာစိတ်ဓာတ်တွေပြတ်စီးသွားပြီတငယ်ချင်းချင်းချင်းရန်ဖြစ်တာရန်တတ်တာလောက်မပြောနဲ့တငယ်ချင်းချင်းချင်းမခေါ်တာမပြောတာမပြောနဲ့ကိုယ်ချင်းချင်းပြန်မတက်လို့ရှိရင်တော့တော်တော်လေးဟိုတာကျေးဇူးတင်စရာကောင်းတဲ့ခေဖြစ်နေပြီ အချင်းချင်းသစ္စာတွေဖောက်ကြအချင်းချင်းတွေအောက်ဖဲတွေလိုင်ကြကျွန်တော်ပြောချင်ပါတယ် CYA သမားဆိုတာကတော့တွေ့တက်ပမြအဆွေရနဲ့ပြည်လဲအောင်ပေါင်းပြီးပြည်လဲအောင်လုပ်ကြရတာပါပဲဒါကိုကျွန်တော်တို့နားလည်ထားပေးပြီးသားကျွန်တော်တငယ်ချင်းတွေဗျာချိုးရှိပါတယ်စစ်တပ်နဲ့ပေါင်းပြီးလုပ်လိုက်တာမြေခွက်တွေအိမ်တွေခြံတွေ CYA လုပ်ငန်းတွေတိုးတက်လာပြီးတော့အမဲခုချမှသူတို့ကတကယ်ကို NUG PDF ကနေရက်တီပါရယ်ဆိုစံစာတွေထွက်ပြလိုက်ယုံနေနေမယ်သူတို့ကလုံးဝသူတော်ကောင်းကြီးဖြစ်သွားတာတက်တက်လုံးကျွန်တော်တို့ဆိုတာကလေအာနာရှင်ကိုမကြိုက်ခဲ့ဘူးလက်မခံခဲ့တဲ့လူတွေကအမဲကမှလူယုံမာကြီးလိုဖြစ်လို့ကျွန်တော်တို့ ဝင်ပါခဲ့ခြင်းတော့လည်းဝင်ပါခဲ့ပြီးပါပြီလေဝင်မပါခြင်းလို့ဘေးနားမှာထွက်ပြီးရက်နေလေအဲ့ဒါပါဖြစ်တော့ Okay ဒါပေမဲ့ကျွန်တော်လူသက်တာကိုကျွန်တော်မကြိုက်ဘူးမသက်နဲ့လူသက်တာကိုကျွန်တော်လုံးဝလက်မခံဘူးစစ်တဲ့လို့တော့လည်းကျွန်တော်ပြောတာပဲထင်းနေသိလို့ဖို့ဒီလိုမျိုးတွေမလုပ်ဖို့ပြစ်တာရဲ့ခန္ဓာလွတ်ပေးသူလွတ်ပေးဖို့ပြောတာပဲပြောနေတဲ့အချိန်မှာသူတို့မမြင်တာတဖြစ်ရှင်ဖြစ်မှာပေါ့လေထန်တလန်မီးလောင်တဲ့အချိန်မှာဥဝင်ထိန်1020ကြာသွားတယ်ဟာကျွန်တော်ပြောတာပဲအော်ဒီဖိုးကြီးပြအသက်20 တနာပါတယ်ဟိုဟိုအနည်း20တနာပါတယ်အသက်ကလည်း80ရှိပြီကျွန်တော်တော်မှပဲပြောပေးပေါ်ရသေးတယ်အပြောပေးလို့တော့မှကျွန်တော်ဟိုဘက်ကအဖွဲရသူတွေကျွန်တော်ရဲ့ဟိုအတိတချို့တော်မှပဲဘာလဲဟိုဘာလဲ NLD ဘက်ကဝင်ပြောပေးတာလားမဟုတ်ဘူးကျွန်တော်လူတစ်ယောက်ကိုကြည့်လို့ရှိရင်သူ့အသက်ဂုံဝါကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်လေးစားလို့ရတယ်ကျွန်တော်စိတ်ကဒါလူလူချင်း respect ဆိုတာရှိတယ် respect ဆိုတာရှိတယ်ဘလောက်ပဲနိုင်ငံရေးမှာဟိုဟာပေါ့အငင်းခုံနေဖြစ်နေပါစေ ဥပမာဆိုလို့ရှိရင် KNU နဲ့ဟိုမြန်မာတက်မတော်ဆိုတစ်ချိန်လုံးတိုက်ခဲ့ကြတယ်တက်မဲ့ဆွေးနွေးတဲ့အခါကျလို့ရှိရင်တယောက်နဲ့တယောက်နဲ့ဟိုဘုံမြနဲ့ဥပမာဆိုလို့ရှိရင်ဥခင်ညွန်နဲ့ဆွေးနွေးခဲ့တော့လည်းအဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့ respect လေးထားပြီးဆွေးနွေးခဲ့ကြလို့ဒါဟိုတော်တော်လေးဟိုပေါ့နော်ခုအချိန်ဒီအချိန်ထိကျွန်တော်တို့ရောက်လာကြတာပေါ့ကျွန်တော်ပြောချင်တာဟာအခုဘယ်သူတည်သွားတယ်ဟာဝမ်းသာလိုက်တာ လူတယောက်တည်တာဝမ်းသာစရာမဟုတ်ဘူး။ तू ကောင်းကျင်ကောင်းခဲ့မယ်ဆိုချင်ဆိုခဲ့မယ်။တည်သွားလို့ရှိရင်တော့အော်တည်သွားပြီဆိုတာမျိုးလေးကဖြစ်ရမယ်။ကျွန်တော်တို့က rest in peace လောက်တော့ဖြစ်ရမယ်လေ။ तू ကောင်းကောင်းဆိုဆိုတည်သွားပြီဆိုရင်ဒါ तू ဟာသူ့ဘဝကို तू ဆွတ်တော့သွားပြီလေ။ဟာတည်သွားတာတော့မှဗျာကောင်းကောင်းမတည်ရအောင်။တည်သွားတာတော့မှနောက်နောက်ွယ်ရနေပြီးတော့အမနာပါရီဟိုအဆက်ခွဲသေးတယ်။ဟိုမသားပေါ်မှာတက်ထိုင်ပြီးတော့ဝယ်ဟိုတေးပါပြီဆိုမှ level ညစ်တယ်ရှာထွက်လာပြီဆိုရင်မှပြောင်ပြဆိုပြီးပါရိုက်တယ်ဖြစ်နေပြီတေးသွားတဲ့သူတို့တောင်မှပဲ ထပ်ပြီးအရှက်ခွဲကြတာလူတွေဒီဘလောက်တောင်မှသိုးသွားသွားပြီလေမြန်မာနိုင်ငံပြက်ပြီပြက်ပြီတကယ်ပြက်ပြီမြန်မာနိုင်ငံမြန်မာနိုင်ငံပြက်သွားပြီအဲ့တော့ပြပြမယ်ဒီကျွန်တော်တို့ခုလူလူဖွဲ့စည်းတဲ့နေရာမှာအရင်ကတည်းကရှိနေတာအားလုံးလူကောင်းနေကြီးပဲလားမကောင်းတဲ့သူတွေလည်းပါတယ်ကိုကျိုးချာခြင်းတဲ့သူတွေလည်းပါတယ်ဒါပေမဲ့ စစ်တပ်ကိုတော်လှန်ပြီးရောဆိုပြီးတော့တွေ့သမျှလူလက်ထက်ကိုတနက်ထည့်ပေးလိုက်လို့ရှင်တော့ဒါမဟုတ်သေးဘူးလေဒီကလေးတွေကကိုကုတ်ကိုစိတ်စိတ်ဘလောက်ထိန်းချုပ်နိုင်လဲအမှန်မှဘလောက်ခွဲခြားနိုင်လဲဒါဒါကြည့်အောင်ပါလေတော်လှန်ရေးလုပ်တယ်ဆိုပြီးစစ်တပ်ကိုဟိုအဆန့်ကျင်ပြီးရောဆိုပြီးတွေ့သမျှလူအကုန်လုံးဒါကြတော့ပြောမယ်ဆိုရင်ဟုတ်ပြီမင်းတို့စစ်တပ်ကိုမကောင်းဆိုလို့ရှင်ဟုတ်ပြီမင်းတို့ခုလှုပ်ရက်လှုပ်တဲ့လှုပ်ရက်တည်းကပိုဆိုးနေတယ်ပိုဆိုးနေတယ်အစစ်တပ်ကိုကောင်းတခွန်းမှမပြောသေးဘူးဒီခုချိန်ထိမင်းတို့ပိုဆိုးနေတယ် တော့ဆရာမောက်တတ်တဲ့သူကတတ်တယ်ဝမ်းသာတဲ့သူကဝမ်းသာတယ်အဲ့တော့ဒီ Facebook ပေါ်မှာများနေတိုင်းအားလုံးကအာအကုန်လုံးကတက်တက်ကြွကြွနဲ့အကုန်ဒီငါတို့လုပ်သမျှအားလုံးထောက်ခံလက်ခံတယ်လို့မထင်နဲ့ သူတို့ကစစ်တပ်ကိုမကြိုက်လို့စစ်တပ်ကိုမုန်းလို့ဘာမှမပြောတာအေးလှုပ်လှုပ်လှုပ်ဆိုပြီးပြောတာဒါပေမဲ့မင်းတို့ကိုတကယ်တမ်းလူရသွင်းပြောင်းမအောင်မဟုတ်မင်းတို့ပြောကြည့်လေဟာကျွန်တော်ပေါ့ဒီရေခင်းတော်လိုင်းကြီးတော့ကျွန်တော်ဆရာမကိုကျွန်တော်ပြစ်တက်ခဲ့တာအနိကက်မင်းဘယ်သူမှပြောင်းမအောင်မဟုတ်တော့ကျွန်တော်လေကျွန်တော်အဖေကတက်စာပေါက်လောက်ကောင်ဆိုပြီးကျွန်တော်အဖေကိုကျွန်တော်ကိုယ်တိုင်တုတ်ကြံခဲ့တာစိတ်ချမင်းကိုလူသားမင်းကိုဒီစစ်တပ်ကိုမင်းတို့မကြိုက်လို့မုန်းလို့ တော်လန်ခြေတဲ့အချိန်မှာမင်းတို့အတုံးချရတယ်လှုပ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 ်ဆိုပြီးလှုပ်ပေးထားမျက်စိမိတ်ထားပေးတာတကယ်ကြရင်မင်းတို့သူတို့စိတ်ထဲမှာယွန်းတယ်ယွန်းတယ်ကို့အဖေကိုတတ်တက်ကောင်ဗမာပြည်မှာဘယ်သူမှမချစ်ဘူးကို့ဆရာကိုတတ်တက်ကောင်ဗမာပြည်ဘယ်သူမှမချစ်ဘူးအေးမင်းတို့အချင်းချင်းနေတော့ကွာပြောမယ်ဆိုဗဇက်ကနုတ်နဲ့မစင်သေးတဲ့ကောင်ချင်းချင်းတော့ဒါချီချွန်းချီချွန်းမှာပေါ့ဒါမှမဟုတ်အောက်တန်းစားချင်းချင်းတော့1ဝမ်းမြောက်ရင်ဝမ်းမြောက်ကြမှာပေါ့တူတော်ကောင်းနေရင်ဝမ်းမမြောက်ကြဘူးဝမ်းမတာကြဘူးမလေးစားကြဘူးအခုမင်းတို့အခုစစ်တပ်ကိုလုံနေတဲ့အချိန်မှာတော့အေးကွာ ပြောမယ်ဆိုလို့ရှိရင်ရက်ကွက်ထဲအယက်သမားကိုတမားတွေလာတော့ဝင်ချပြီးလို့ရှိရင်တော့အာအယက်သမားဘက်ကလည်းနှုတ်တော့တီးရမှာပေါ့အယက်သမားဆိုပေမဲ့အာတမားတွေလာလို့ဝိုင်းချပြီးဒါပေမဲ့ပုံမှန်တိုင်းပဲဖြစ်သွားလို့ရှိရင်အယက်သမားအယက်သမားပဲအယက်သမားအယက်သမားပဲမင်းတို့အယက်သမားနေရာထဲမှာပဲမင်းတို့အဖသက်အမိသက်ဟိုဆရာကိုတတ်တဲ့ကောင်းနေဆိုတာမင်းတို့ဘရောမှလူရမဝင်မှတ်တာမင်းတို့ဘရောမှလူရသွင်းမှာမဟုတ်ဘူးမင်းတို့မင်းတို့ကြားဘူးလားအဖေဟိုဒီလိုမျိုးလုပ်တဲ့ကောင်းနေ ကြီးပွားတွေ့တယ်ဆိုတာမင်းမတခါကြားဘူးလေကျင်ညာလိုက်ဆက်မှာမင်းတို့ဆီယာမောက်ကိုဒီလိုတက်ခဲ့တာတို့เนาะတော်လန်ကြီးမှာဟိုကြန့်ခိုင်ကြီးကတူမနှစ်ယောက်ကိုမရင်းချင်းခဲ့တဲ့ဟီးရိုးကြီးกว่าတို့ဆီယာတော်ဖျားကြီးကိုနှထင်းဝန်ဓာတ်နဲ့ထိုးခဲ့တဲ့កောင်กว่าတို့မင်းတို့တတိရှိရင်မင်းတို့ဘိုင်နေနဲ့မင်းတို့မိသားစုနာမည်နဲ့မင်းတို့ကြွကြွလိုက်လေစိတ်ချစစ်တကမင်းတို့ဘာမှမင်းတို့ ဟိုကမဖြစ်ဘူးဆိုရင်တော့စစ်တပ်ကတချိန်ချိန်မှာကွာမင်းတို့အားလုံးအေးချမ်းသွားတဲ့အချိန်တစ်ချိန်မင်းတို့ပြောသလိုမင်းတို့နိုင်သွားတဲ့အချိန်တိုင်းမင်းတို့အချင်းချင်းကြားထဲမှာမင်းတို့လက်မထောင်ကြည့်လိုက်ဆရာတော်တက်ခဲ့တဲ့ကောင်ကွာတို့အဖေတက်ခဲ့တဲ့ကောင်ကွာအမေတက်ခဲ့တဲ့ကောင်ကွာတို့မရင်းချင်းခဲ့တဲ့ကောင်ကွာတို့မင်းတို့သွားပြီးလက်မထောင်ကြည့်လိုက်မင်းတို့အချင်းချင်းတော့မင်းတို့မလေးစားဘူးအဲအဲဟာအဲကောင်းပါလေအဲအဲ့လိုပဲပြမှာအဲ့လိုပဲပြောမှာမေးလိုက်မယ်ခု NLD ထဲမှာခုလူကြီးလူကောင်းတွေဘယ်တယောက်ပါလဲပရင်းကျင်တော်ကိုလက်ခံလာခု USDP မှာ သူမနှစ်ယောက်ကိုရွာထိတ်မှာနော်တညာလုံးမရင်းချင်တယ်တယောက်စိတ်လောက်မရင်းချင်ပြီမနှက်ကြတဲ့ခါကျတော့ဟိုလက်တွေလုံကုန်ပြီလေအဲ့တော့တက်ပြစ်ခဲကြတယ်တက်တရာမှာကောင်းမွန်တက်တာမျိုးမဟုတ်ဘူးဟိုပေါက်လို့ပိစံနှီးလိုက်နေတက်ပြစ်တာအဲ့ဒါကိုလက်ခံလားဟုတ်ပြီခုနပြောသလိုထန်တလန်လောက်တာပဲမကြိုက်ဘူးဟုတ်တယ်မကောင်းပါလက်ခံတယ်ကျွန်တော်မကောင်းတာအစင်မပြေဘူးဒါကြည့်ရတာလည်းဝမ်းနေတယ်ဟုတ်ပြီဒါခုနလေးလောက်ရည်ကိုလက်ခံလားဆရာမကိုတက်တဲ့လောက်ရကိုလက်ခံလားကိုအဖေကိုပြန်လောက်ကြတာကိုလက်ခံလားဆရာတော်15ပါးရှိပြီတက်တာကိုလက်ခံလား တစ်ဖက်တည်းကိုလက်ခံနေလို့မရဘူးဗျတစ်ဖက်တည်းကိုလက်ခံနေလို့မရဘူး